တော်မမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်လေးဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်း challenge တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့ဆိုရင်တော့ short term long term ဘယ်လို plan တွေထားရှာမလဲဈေးကွက် direction အရကျွန်တော်တို့အတွက် entry point တွေ target တွေဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားလည်မယ်ပေါ့နော်လက်ရှိကျွန်တော်ဒါ BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့3000 3400 ETH ဆိုရင်လည်း2400 2500ဒီကြားထဲမှာရှိနေ HRP BNB Solana DOS PCH 3 ICP NIA ပေါ့ LDC ပေါ့ဒီပိုင်းတွေကလည်း downside မှာရှိရပေါ့နော် trs.apt ပေါ့ဒီ query ရတော့နည်းနည်းလေးတက်တက်နေထားမှရှိရပြောမှဆိုရင်ဒါတက်တာလဲရမ်းရနေထားမှတက်တာမဟုတ်ဘူးเนาะဒါအာပြောမှဆိုရင်ဇေကွက်တစ်ခုလုံးကကျွန်တော်လက်ရှိထိလဲကျွန်တော်ဒါ down side မှာပဲရှိတယ်လို့ပြောလို့ရသေးတယ်ပေါ့ဆိုတော့ဆက်ပြီးတော့လဲကျွန်တော်ဒါ PTC နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အချိန်ပတ်နေ target တွေဘယ်လိုရှိမလဲဒါတွေကိုတစ်ချက်လောက်နားလည်အောင်ပေါ့နော်ကျွန်တော်တို့ဒါပထမဆုံး PTC ရဲ့ forward chart ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ down side ကိုရောက်နေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော် ကျောင်းဆိုင်ဒီနားလေးမှာ function တွေ pattern ဟာ descending triangle pattern ပေါ့ဆိုတော့ descending triangle မှာကျွန်တော်ဒီကောက်ကထပ်ပြီးတော့လည်းနည်းနည်းလေး down side မှာရောက်နိုင်မယ်ပေါ့နော်အဲ့ဒီထားမှာရှိရဲပြင်းတော့ကျွန်တော်ဒါ volume ကလည်းနည်းနေတဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့လည်းကျွန်တော်ဒါနည်းနည်း down side မှာရှိမယ်ပေါ့ကျောင်းဆိုတော့ဒါတသိန်း3000တသိန်း4000မှာကျွန်တော်ဒါ first entry တစ်ခုရှိရပေါ့နော်အဲဆိုတော့ဒီထဲမှာ NTU channel သူတွေအနေနဲ့လက်ရှိ color price နဲ့လည်း small margin low leverage long back ကိုဒါ entry တစ်ခုယူထားလို့ရမယ်ပေါ့နော် အာဆိုတော့လက်ရှိ current trust နဲ့ NTU မှာဆိုရင်တော့ဒါ core capital နဲ့နိုင်နေပေါ့နော်ရေးချေ holder နိုင်မှာဆိုမှလက်ရှိ current trust နဲ့ဒါ NTU လို့ရတယ်ပေါ့နော်တကယ်လို့မဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဒါ set ပြီးတော့လည်းနည်းနည်း downside ကိုရှိလာမယ်ဒါတသိန်းအောက်ကိုရောက်မှာပဲကျွန်တော်ဒါအာ fresh NTU တကူအနေနဲ့ယူတာပို့ပြီးတော့ safe ဖြစ်မှာပေါ့နော်ဆိုတော့သူရဲ့ confirmation ကောင်ပေါ့နော်ပြောမှဆိုရင်အထက်ကိုဒါ BTC ကမှုဖြစ်ဖို့ဆိုရင်တသိန်း9000တသိန်း8000ကိုကျွန်တော်ဒါ cross loan မှာအထက်ကိုကျွန်တော်ဒါကောင်းကောင်းမှုဖြစ်မှာပေါ့နော် လက်ရှိကျွန်တော်ဒါပြောမှဆိုရင်တသိန်းနဲ့ကျွန်တော်ဒါ confirmation zone ရဲ့ဈာထဲမှာရှိရပါတော့တကယ်လို့အထက်ကိုမူးဖြစ်မှဆိုရင်ကျွန်တော်ဒါတသိန်း9000တသိန်း8000 cross လုပ်မှဆိုရင်တော့အထက်ကိုကျွန်တော်မူးဖြစ်မှာပေါ့ daily ကိုကျွန်တော်တစ်ချက်တော့နားလဲအောင်ပေါ့နော် okay ကျွန်တော်ဒါ daily ကကြည့်မှဆိုရင်အရင် down trend လုံးကတော့ lower low lower high အနေနဲ့ down side ကိုရောက်ခဲ့တာပြီးရင်ကျွန်တော်ဒါ high 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 low အနေနဲ့အထက်ကိုတက်ခဲ့တာပေါ့နော် ကျောင်းမဆိုရင်ဒါကျွန်တော်ဒါဒီနားလေးမှာ form ဖြစ်နေတဲ့ pattern အတိုင်းပေါ့နော် same ပုံစံလိုမျိုးဒီနားလေးမှာလည်းကျွန်တော်ဒါပြန်ပြီးတော့ကြာလာနေတဲ့အနေအထားမှာရှိရဲဆိုတော့ဒီတစ်ခေါက်ကျွန်တော်ကြာမယ်ဆိုရင်တော့ဒါဒီကွက်သတင်းချက်လက်ဒီကြောင့်လဲ down side ကိုရောက်မယ်ဆိုရင်ကျွန်တော်ဒါ9000ကနေပြီးတော့9000နဲ့ထောင်မှာကျွန်တော်ဒါ second hand TTC အနေနဲ့လုပ်မယ်ပေါ့နော်အာဆိုတော့ fresh hand အနေနဲ့ယူချင်တဲ့သူတွေအနေနဲ့တသိန်းအောက်ကိုရောက်မှယူတာပို့ပြီးတော့ safe ဖြစ်မယ်တကယ်လို့ capital 9နဲ့ဆိုရင်တော့လက်ရှိ current price နဲ့လဲ small margin low leverage long back ကိုအန်တီယူထားလို့ရမယ်ပေါ့ဒီကနေစပြီးတော့ recovery ဖြစ်ဖို့ဆိုရင်ပထမဆုံးကျွန်တော်ဒါ တသိန်း9000တသိန်း8000 cross low မှာအထက်ကို move ဖြစ်ဖို့ပို့ပြီးတော့လာလာများရဲပေါ့နော်လက်ရှိကျောင်းဒါ resistance နဲ့ support ကိုပြောင်းမယ်ဆိုရင်တော့ကျောင်းဒါ resistance ကတော့တသိန်း1000ကနေပြီးတော့တသိန်း12000ကကျွန်တော်ရဲ့ resistance ဖြစ်တယ်ပေါ့နော်ဒါ important support အနေနဲ့ကတော့9000ကနေပြီးတော့9000ဖြစ်တယ်ပေါ့ကျွန်တော်ဒါ down side ကိုရောက်မယ်ဆိုရင်ကျွန်တော်ဒါ support line ထိကိုရောက်နိုင်မယ်ပေါ့နော်တကယ်လို့ဒီသတင်းအချက်လက်တွေကြောင့်ပေါ့နော်ရောက်လာခိုင်းဒီ T ကိုကျွန်တော်ရောက်နိုင်မယ်ဒီနားလေးမှာကျွန်တော်ဒါ second entity share အနေနဲ့လုပ်မယ်ပေါ့နော်အာဆိုတော့ပြောမယ်ဆိုရင်လက်ရှိထိရလည်း ဒါအကန်းမှာပေါ့ရှိနေတယ်ဘောနော်ဒါပေမဲ့လည်းကျွန်တော်ကန်ဒယ်က200 EM ရအောက်မှာရှိတဲ့အတွက်ကြောင့်မလို့ဈေးကွက်ကထပ်ပြီးတော့လည်းနည်းနည်း down side ကိုကြောင်းနိုင်တဲ့အခြေအနေလည်းရှိရပါဘောနော်တကယ်လို့ဈေးကွက်ထပ်မှာ volume ရောက်လာမယ်ဆိုရင်တော့ဒီကနေစပြီးတော့လည်းကျွန်တော်ဒါ recovery ကောင်းကောင်းဖြစ်သွားနိုင်မှာပေါ့ဆို weekly ကိုကျွန်တော်တစ်ချက်လောက်နားလဲအောင်ဘောနော်ဒီမှာ weekly ကကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒါ plan back မှာပဲ move ဖြစ်နေခဲ့တာဘောနော်ဒီနားလေးမှာလည်းကျွန်တော်ဒါ down side နည်းနည်းလေးရှိခဲ့တယ်ပြန်ပြီးတော့ recovery ဖြစ်ခဲ့တယ်ဘောနော်ဆိုတော့ဒီနားလေးမှာလည်းကျွန်တော်ဒါ နည်းနည်းလေးဒေါင်းဆက်ပြန်ပြီးတော့ရှိလာနိုင်မှာပေါ့နော်ကျွန်တော်ဒီ support line ချစ်တဲ့ကိုတောင်းကနေပြီးတော့ကိုတောင်း2000ဒီနားလေးကိုကျွန်တော်ဒါပြန်ပြီးတော့ရောက်လာနိုင်မှာပေါ့နော်အာဒါအာသတင်းချက်လက်တွေကြောင့်ကျွန်တော်ဒါရောက်နိုင်မဲ့အနေထားပေါ့တကယ်လို့သတင်းချက်လက်တွေကကောင်းမယ်ဆိုရင်တော့ကျွန်တော်ဒီကနေစပြီးတော့လည်းဒီကဘာတွေချစ်ဖို့အလားအလာပုံများတယ်ပေါ့နော်ဆိုတော့ဒီနားလေးမှာ function နဲ့ pattern လဲ sending fungal pattern ပေါ့ဒါမဲ့လဲကျွန်တော်ဒါအာ volume နဲ့အတွက်ကြောင့်မလို့ရဲ့သတင်းချက်လက်တွေကြောင့်ရဲ့ကျွန်တော်ဒါ downside ကိုရောက်ရင်လဲကျွန်တော်ဒါချုပ်တင်ပြီးတော့ plan လုပ်ထားဖို့ပေါ့နော် စကန်န်ဒီဒီစီအတင်နဲ့ကိုတောင်းနေပြီးတော့ကိုတောင်း2000မှာလောက်ထားဖို့ပေါ့ဆိုတော့ weekly ကတော့ကျွန်တော်ဒါ trend ပဲရှိနေသေးတယ်ပေါ့ကျွန်တော်ဒီသားလေးမှာနည်းနည်းလေးဒါအာနည်းနည်းမသွားတဲ့အနေထားပေါ့နော် small candle လေးအနေနဲ့ပဲကျွန်တော်ဒီသားလေးမှာတွေ့နေရတယ်ဆိုတော့ဒီနားကနေစပြီးတော့ကျွန်တော်တို့ဒါ recovery ဖြစ်သွားနိုင်တဲ့အလားအလာလည်းရှိရပေါ့နော်ဆိုတော့အကြောင်းလို့ကျွန်တော်ဒါ capital 9နဲ့ဆိုရင်တော့လက်ရှိ current price နဲ့လည်း small margin low leverage long back ကို entry ထားလို့ရမယ်ဒါ capital နဲ့တော့ခဏတစ်ချို့စောင့်ပြီးတော့မှ BTC တစ်သိန်းအောက်ကိုရောက်မှာပဲကျွန်တော်ဒါ anti တခုယူထားလို့ရမှာပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲအာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာရှင်းရင်လည်းကျွန်တော်တို့ဒါ comment ချန်ထားလို့ရတယ်ပေါ့နော်ဒါနားမလည်တာမရှင်းတာရှင်းရင်လည်းကျွန်တော်တို့ဒါ comment ချန်ထားလို့ရတယ် Telegram မှာလာမေးမယ်ဆိုရင်လည်းကျွန်တော် Telegram မှာလာမေးလို့ရတယ်ပေါ့နော်အာဆိုတော့ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်